ကိုကိုရှင်တန်ဖို့အတွက်အရင်စူးစမ်းရတယ်ပေါ့ကို survive ဖြစ်ဖို့အတွက်အရင်စူးစမ်းရတယ်ကိုကိုထားခဲ့တဲ့လူမတိကျအောင်ဆောင်ပြီးထွက်သွားတဲ့လူမျိုးကိုလေကိုအဲ့နေတယ်လို့သွားပြောလိုက်ပါလားဆိုတာကအကူညီတောင်းလိုက်ပါလားလို့ဘာလို့ဆိုတာကလေသူနဲ့ကိုနဲ့ foundation တူအောင်ပါလေ Michael Jordan ကတော့လူတိုင်းသိတယ်ပေါ့နော်ကဘာကျော် basketball ကစားသမားပေါ့သူ့ရဲ့နာမည်အောင်မြင်ကြကြနေတဲ့အချိန်မှာပဲ ားလုံးပဲမင်္ဂလာပါရှင် financial vigilance course ကနေပြန်လဲကြိုဆိုပါတယ်ဒီတစ်ပတ်မှာတော့ financial ဒီ budget တွေအကြောင်းပြောတာထပ်ပေါ့เนาะ ရဲ့အတွေးမြင်လေးနဲ့တွဲဖက်ပြီးတော့ဗောနော်ဘယ်ဒါမှမဟုတ်ရှင်ကိုယ့်ရဲ့အတွေးကြုံလေးနဲ့တွဲဖက်ပြီးတော့အာပြန်လည်တင်ပြလိုပါတယ်နံပါတ်1ကတော့ဗာလဲဆိုတော့ကိုဒုက္ခရောက်နေတဲ့အချိန်မှာဗောနော်ကိုကိုကြီးပေးခဲ့တဲ့လူတွေကိုဘယ်တော့မှမမေ့ပါနဲ့ဒါကတော့ဒီကျမတို့မြန်မာအတိုင်းဝဲမှာလည်းတော်တော်များများပြောနေကြစကားပဲဗောနော်ကိုဒုက္ခတကယ်ရောက်နေတဲ့အချိန်မှာကိုဘီနာမှာရှိပြီးတဲ့လူကိုကိုကြီးရဲ့လူဟာလုံးဝမမေ့သင့်ဘူးဗောနော် ဒါကျေးဇူးကမ်းရလဲရောက်တယ်လို့ဆိုလို့ရတာပေါ့နော်အဲ့တော့ကိုဒုက္ခရောက်နေတဲ့ချိန်မှာကိုစကားလေးတခွန်အားဖြင့်တော့လကောင်းဥိဆောင်မခြင်းပေါ့နော်လက်ဤဆောင်မခြင်းနဲ့ဆောင်မကူညီတဲ့လူတွေအားလုံးကိုကအာမမေ့တင်ဘူးပေါ့နော်ဘိုးမှာဆိုလို့ရှိရင်တခါတလေကြရင်ပေါ့နော်စကားလေးတခွန်အပြုတ်မှုလေးတခုစကားလေးတခွန်ကလည်းကိုရီရဲ့ mindset ကို totally change သွားစေတယ်အဲ့ဒုက္ခရောက်နေတဲ့ကိုအခက်ခဲနဲ့တွေ့နေတဲ့အချိန်မှာပေါ့နော် ဥပမာအဖြစ်ဆိုလို့ရှိရင်ကျွန်မဒီကိုဗစ်ကာလာဒီပန်ဒမစ်ကာလာတွေမှာပေါ့နော်အရန် challenge ဖြစ်ခဲ့တယ်ပေါ့နော်ဘယ်လိုပြောမလဲ career wise အရာမဟုတ်ဘူးမျိုးရတခါမှမတွေးထင်ထားတဲ့အခါကြတော့လေအဲရုပ်ရည်ကြီးအဲ့လိုရင်ဆိုင်လိုက်ရတဲ့ခါကျတော့လူက shock ဖြစ်သွားတယ်ပြီးတော့ဒီ personal matter တွေလည်းပါတာပေါ့နော်အဲ့ဒီဟာဖြစ်သွားတဲ့အချိန်မှာအဲ့မှာကျမရဲ့ mental လို့ပြောလို့ရတယ်ကျမရဲ့ဒီအဲ့ချိန်က ex boss ပေါ့နော်။ तू อ่ะ तू तू อ่ะအဲကျမရဲ့ဖြစ်စဉ်တွေကိုသိနေတဲ့ခါကျတော့ तू อ่ะဘာပြောလဲဆိုတော့စုစမ်းနဲ့နင်းတဲ့လေးရင်နေ emergency condition မှာပေါ့နော်။ instruction ပေးတာနေကြဘူးလားပဲတဲ့။အဲ emergency ဖြစ်တဲ့အချိန်မှာပေါ့နော်။အဲ့ဒီအဲ့ဒီအချိန်ကဖြစ်တဲ့ impact တွေအကုန်လုံးကကျမကိုဓာတ်ရိုက်မဟုတ်ဘူးဒါပေမဲ့ indirectly impact ဖြစ်တာပေါ့နော်အဲ့ဒါကိုကျမရုတ်တရက်တိတ်ကိလုံဖို့ဟို adapt လုပ်ဖို့ကိုကျမက reluctant ဖြစ်သွားတဲ့သဘောမျိုးပေါ့နော်အဲ့ဒါဆိုတော့ तू ကသိနေတော့ तू ကကျမကို तू ကဘာပြောလဲဆိုတော့စူဇန်းနဲ့နန်းနဲ့အေးလေရင်ရဲ့ emergency condition မှာပေါ့နော်တခုခု ဖြစ်ပြီဆိုလို့ရှိရင်ကိုကိုကိုရှင်တန်ဖို့အတွက်အရင်စ조사ရတယ်ပေါ့ကို survive ဖြစ်ဖို့အတွက်အရင်စ조사ရတယ် oxygen max တွေကြာလာတဲ့အခါမှာ तू instruction ပေးတာဘယ်လိုပေးလဲဆိုတော့ ကိုကိုကိုအရင်တက်ပါအောက်ဆီဂျင်မက်စ်ကိုကိုတက်ပြီးတော့မှကိုရဲ့ဘေးကကိုရဲ့ချစ်ခင်တဲ့လူကိုရဲ့မိသားစုဝင်တွေကိုတက်ပေးပါပေါ့ဆိုတော့သဘောက emergency condition မှာနံပါတ်1ကကို survive ဖြစ်ဖို့လိုတယ်ကို survive ဖြစ်မှာကိုချစ်တဲ့မိသားစုတွေတငယ်ချင်းတွေအပေါင်းအသင်းတွေကိုကိုကဆက်ပြီးတော့ကယ်နိုင်မယ်ပေါ့ကိုသာ survive မဖြစ်ဘူးမရှင်သန်ဘူးဆိုရင်ဒီလူတွေကိုဆက်ကယ်ဖို့မဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒါသူအဲ့လိုလေးတခွန်ပြောလိုက်တာက ကျွန်မတို့အရန်အလက်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဲ့ချိန်မှာကိုကစိတ်ကိုပြန်ပြောင်းပြီးထားနိုင်သွားတယ်ပေါ့နော်အဲ့နဲ့ဟုတ်ပြီငါ survive ဖြစ်ဖို့လိုတယ်ဒီ condition ကိုငါ accept လုပ်ရမယ် accept လုပ်ပြီးရင် adapt လုပ်ရမယ်ပေါ့နော်ငါဘယ်လိုလက်ခံမလဲဒီဟာကိုဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာကိုဆက်စဉ်းစားရမယ်ဆိုတဲ့ idea ရသွားပြီအဲ့စကားလေးတခုံးကအရန်ကိုကိုယ့်အတွက်အသုံးဝင်တယ်ကိုယ့်ရဲ့ idea situation တစ်ခုလုံးကိုလည်းချိန်လိုက်နိုင်တယ်ပေါ့နော်အဲ့တော့ challenge ဖြစ်နေတဲ့ကာလမှာဒါနှုတ်ယဆောင်ပါခြင်းဒါမဲ့နှုတ်ယဆောင်ပါခြင်းမှာကောင်းမွန်တဲ့ guidance ပေးတဲ့ဆောင်ပါခြင်းမျိုးပေါ့နော်အဲ့လိုပဲနောက်ထပ်အဲ့ဒီ mentor တယောက်ကဆိုလဲအဲ့လိုပဲကျမရဲ့ family member ပေါ့နော်ဒီ health situation seriously ဖြစ်နေတဲ့အချိန်မှာကိုကအရန်ပြာနေတာပေါ့နော်ဘာလို့လဲဆိုကို family member ဖြစ်တဲ့အခါကျတော့ကိုကငါလုပ်နေ process ကမှန်ရဲ့လား ငါလုံနေတာကိုဟုတ်ရဲ့လားဆိုတော့အဲ့လိုအတွေးတွေအရန်ဝင်လာတာပေါ့နော်အဲ့ချိန်မှာ तू ပြောလိုက်တဲ့ point လေးတွေကပေါ့နော် တချို့ point လေးတွေကပေါ့နော်ဟိုကိုယ်အရန် cool down ဖြစ်စီတယ်နော်အစ်ကျမရဲ့ one of the mentor တွေမှာလည်းပါတယ်တငယ်ချင်းလိုလည်းပေါင်းနေဒါပေမဲ့ဟိုအရန်ခင်နေပေါ့နော်ကိုယ်တက်တော့ကြီးတယ်ဒါပေမဲ့ तू ကအရန်ခင်နေဒါပေမဲ့တငယ်ချင်းလိုစုပေါ့နော် be cool ပေါ့နော် तू က ဒီမိသားစုနဲ့ဒီလိုအချိန်တွေမှာဒီလိုကိုယ်ချိန်တွေမှာကိုက key person ဖြစ်တဲ့အတွက်အယံပြရစရာမလိုဘူးဖြစ်ဖြစ်ချင်းစဉ်းစားပြီးတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုဖြစ်ဖြစ်ချင်းဆုံးဖြတ်ပေါ့နော်ပြနေရင်ဆုံးဖြတ်ချက်ကမှားတတ်တယ်ပြီးရင်အဲဒီ professional advice တွေပေးတဲ့အခါမှာလေသေချာနားထောင်ပြီးတော့အယံကိုဟိုပေါ့နော် ထိတ်ပြာနေစရာမလိုဘူးပေါ့နော်။ तू ကအဲ့လိုပြုဖြည်းဖြည်းချင်းဝင်ပြီးတော့ step by step လေး तू အကြံဉာဏ်ပေးရဲပေါ့နော်။အဲအဲ့လိုပဲနောက်တယောက်ဆိုလို့ရှိရင်လည်းအဲ့လိုပဲဒီ save မှတ်တမ်းတွေယူရဲ console second consultation is to ဆက်လုပ်ပေးရဲပေါ့နော်။အဲ့လိုမျိုးတွေဆိုတော့ကိုယ့်ရဲ့အခက်ခဲဖြစ်နေတဲ့အချိန်မှာကိုယ့်ကိုကူညီတဲ့လူ directly indirectly လူအားနှုတ်အားဖြင့်တော့၎င်းလူအားဖြင့်တော့၎င်းကူညီတဲ့လူတွေကိုဘယ်တော့မှမမေ့ရဘူးပေါ့နော်။နောက်တစ်ခုကကြတော့ ကိုဒုက္ခရောက်တဲ့အချိန်မှာကိုထားခဲ့တဲ့လူပေါ့နော်ကိုဒုက္ခရောက်တဲ့ကို difficult times people those who left you in difficult times ပေါ့ကိုအခက်ခဲတွေ့နေတဲ့အချိန်မှာကိုကိုထားခဲ့တဲ့လူမသိချင်အောင်ဆောင်ပြီးထွက်သွားတဲ့လူမျိုးကိုလည်းဘယ်တော့မှမမေ့ရဘူးဒါကတော့ဟိုစိတ်နာနာနဲ့ပြောတဲ့စကားဆိုတာထက်အဲဘယ်လိုပြောမလဲဒီလိုလူမျိုးတွေ ကကိုယ့်ရဲ့ဘဝမှာဘယ်တော့မှမမေ့နိုင်စရာပေါ့နော်။ဥပမာကိုယ်ဟန်ဆောင်စကလုံးလေးနဲ့ကုညီချင်းအောင်ဆောင်ပြီးတော့ဟိုဘယ်လိုပြောမလဲ။ကုညီချင်းအောင်တော့မဆောင်ဘူးထားခဲ့တယ်ပေါ့နော်။အဲ့လိုမျိုးလူမျိုးတွေပြီးရင်ဟန်ဆောင်စကလုံးလေးနဲ့လာပြီးတော့ဖုံးကွယ်ဖို့စ조사တဲ့လူမျိုးတွေကိုလည်းဘယ်တော့မှမမေ့ရဘူးပေါ့နော်။ဥပမာကိုတကယ်လိုအပ်နေမှသိရတာနဲ့မသိကြုံကြုံပြူသွားတာမျိုးလို့အဲ့တော့ပြောမှာပေါ့နော်။ကိုလိုအပ်နေတယ်လို့သွားပြောလိုက်ပါလားဆိုတာက အကူအညီတောင်းလိုက်ပါလားလို့ဘာလို့ဆိုတာကလေသူနဲ့ကိုနဲ့ foundation တူအောင်ပါလေတကယ်လို့ကို့မျက်စိရှိမှာတကယ်မိတ်ဆွေစစ်ဆိုရင် तू အခက်အခဲဖြစ်နေတယ် तू အတွက်ငါရက်တည်ဖို့လိုတယ်ဆိုတာကိုသိတယ်ဆိုလို့ရှိရင်အ ਨੇ ဆုံးတော့မိတ်ဆွေစစ်ဆိုကုညီမယ်ရက်တည်မယ်ပေါ့တကယ်လို့ကို့ရဲ့မိတ်ဆွေကဥပမာပေါ့နော်အဲ situation တစ်ခုမှာ အခက် difficult times ကိုရောက်နေရတယ်။ဒါပေမဲ့ situation တစ်ခုမှာ အခက်ခဲတစ်ခုနဲ့တွေ့နေရတယ်။ဒါပေမဲ့အဲ့ဒီဟာဒီသူပန့်လဲဆိုတော့ကိုသိတယ်။ဒါပေမဲ့ဝေမီကုညီပုတ်ကဲတင်ဖို့မလုပ်တဲ့အပြင်ကိုကိုက silent လုပ်နေတယ်ဆိုလို့ရှိရင်လေအဲ့လိုလူမျိုးကိုမတရားမှုကိုအားပေးနေတဲ့သဘောမျိုးဖြစ်တဲ့အတွက်ချောင်းမလို့အဲ့လိုလူမျိုးကိုလည်းဘယ်တော့မှမမေ့သင့်ဘူးဥပမာကိုဒုက္ခရောက်နေတဲ့အချိန်တွေမှာပေါ့ကိုကိုဝင်းကူညီဖို့နေနေတတ်တာပေါ့နော်အဲ silent အားဖြင့် သူလည်းမဆိုင်သလိုနေလိုက်တဲ့လူမျိုးကိုလည်းဘယ်တော့မှမမေ့သင့်ဘူးပေါ့နောက်တစ်ခေတ်ရောက်ကတော့ပို့ဆိုးတာပေါ့နော်ကိုယ့်ကိုဒုက္ခရောက်အောင်တွန်းချတဲ့လူမျိုးပေါ့ဒုက္ခရောက်အောင်တွန်းချတယ်ဆိုတဲ့လူမျိုးရဲ့နေရာမှာလဲအမှုရာအဖြစ်တော်၎င်းနှုတ်အဖြစ်တော်၎င်းဒီလုတဲ့လူမျိုးကိုလည်းဘယ်တော့မှမမေ့ရဘူးပေါ့နော်အဲ့တော့ဒီလိုဒီလူသုံးမျိုးစလုံးကို ဒီလိုပုံဖော်တဲ့နေရာမှာကိုဆိုတဲ့လူတယောက်ဖြစ်လာအောင်ပုံဖော်တဲ့နေရာမှာဒီလူသုံးမျိုးစလုံးကိုဖယ်တော့မှမမေ့သင့်မမေ့သင့်ဘူးဆိုတဲ့နေရာမှာကျမပြောတာက revenge လုပ်ဖို့အလဲတိုက်ခိုက်ဖို့တည်ရမလားကလဲစားချေဖို့ဆိုတာတဲ့ဒီလူသုံးမျိုးချောင်းမလို့ကိုဟာဒီလိုဖြစ်လာခဲ့ရတယ်ဥပမာအပေးကူညီတဲ့လူတွေအကြောင်းမလို့ကိုယ့်ရဲ့ဘဝရဲ့အခက်အခဲခြေနေတွေမှာလွယ်ကူချုံးမွေးလာခဲ့ရတယ် ခံဆောင်တဲ့သူကိုဒုက္ခရောက်တာကိုမတိချိုးချွန်ပြုခဲ့တဲ့သူတွေကြောင့်မလို့ကိုဟာကိုအားကိုကိုတက်လာတယ်ပို့ပြီးတော့တမ်းမာလာခဲ့ရတယ်ပြီးတော့အဆိုးဆုံးကတော့ကိုဒုက္ခရောက်အောင်လုပ်ခဲ့တဲ့လူတွေကြောင့်မလို့ကိုဟာဒီ lesson learn ကနေပြီးတော့ resilience ပြန်ဖြစ်လာတယ်ပေါ့နော်노ထပြီးတော့ကိုကိုကိုပုံမတမ်းမာအောင်ပုံမခိုင်မာအောင် one day မှာကိုဆိုတာဖြစ်လာအောင်လှုပ်ဆောင်နိုင်ခဲ့တဲ့အတွက်ဒီလိုလူမျိုးတွေကို ဘယ်တော့မှမမေ့သင့်ဘူးမမေ့သင့်ဘူးဆိုတာကကလဲစားချင်ဖို့ပြောတာနဲ့ကိုယ့်ကိုယ်ကိုပြန်လဲ rebuild လုပ်တဲ့နေရာမှာဒီလူတွေကို အဲမိုင်းစတုန်းတစ်ခုအနေနဲ့သတ်မှတ်ပြီးတော့ rebuild လုပ်တဲ့နယ်လို့ဆိုလိုတာပေါ့နော်အဲ့တော့ဒီ vlog လေးကိုအဆုံးမသက်ခင်မှာကျွန်မဖတ်ဖူးတဲ့စာသားလေးနှစ်ခုကို ပြန်လည်ပြီးတော့ဝင်ပြချင်တယ်ပေါ့နော်အဲ့ဒါတော့ငငယ်ကဖတ်ဖူးလိုက်တာဘယ်စာပိုက်မှလဲတော့ကျွန်မသိချင်သေးတော့ချောတိုင်းတက်တဲ့သူတွေဟာတဲ့သူတို့ရဲ့ဘဝဖြစ်စဉ်ညာအရန်ချောမွေးနေတဲ့ခါကြတော့ထိတ်ဆုံးကိုရောက်ဖို့အရန်ခက်ခဲတယ်ချောချောပြီးတော့အောက်ခြေကိုပြန်ပြန်ပြီးတော့ကြာလာကြတယ် ဲ့လိုပဲကျမတို့အားလုံးဟာဘဝရဲ့ဖြစ်စဉ်တွေမှာ career life မှာအဖို့အထစ်တွေအခက်ခဲတွေဆိုတာရှိတယ်။အဲ့ဒါတွေကိုအာယူပြီးတော့ resilience နဲ့အပေါ်ကိုတွန်းပြီးတက်နိုင်မယ်ဆိုလို့ရှိရင်ကျမတို့ကတချိန်ချိန်မှာတအသူအရောင်းကိုချောမွေ့နေတဲ့လူထက်စာရင်ဒီအခက်ခဲအတားဆီးတွေကနေရုန်းထနိုင်တဲ့ဆွမ်းအင်ကြောင့်အပေါ်ရောက်ဖို့ပို့ပြီးတော့လွယ်ကူသွားနိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ drive from within ဆိုတဲ့စာအုပ်ထဲက Michael Jordan ရဲ့ biography ဘို့ပေါ့နော်သူကပြန်ပြောထားတာ Michael Jordan ကတော့လူတိုင်းသိတယ်ပေါ့နော်ကဘာကျော် basketball ကစားသမားပေါ့သူ့ရဲ့နာမည်အောင်မြင်ကြကြားမိတဲ့အချိန်မှာပဲအောင်စားသမားတွေအကြောင်းဆုံးဖြစ်တဲ့ခြေတော်ကျိုးသွားတာပေါ့နော်ခြေတော်ကျိုးသွားတာနားရတဲ့အချိန်ရောက်သွားအဲ့မှာသူဟာ6လလောက်လာမသိဘူး bankrupt ယူလိုက်ရတဲ့အချိန်မှာသူအရန်ကိုစိတ်ပြတ်သွားတယ်သူအရန်အောင်မြင်ပြီးတော့ဟို ဟိုကဖြစ်နေတဲ့အချိန်မှာပေါ့နော်အဲ့လိုဖြစ်သွား तू အရန်စိတ်ပြတ်သွားတယ်အဲ့ဒီအရန်စိတ်ပြတ်သွားပြီးတော့ तू life တောင်ပျောက်တော့လို့ तू ခံစားလိုက်ရပေါ့အဲ့ချိန်မှာ तू ကဘာပြန်ဘာလုပ်ဖို့ तू ကို तू resilience ဘာပြန်လုပ်လဲဆိုတော့ तू bad rest ယူနေရတဲ့အချိန်မှာ तू ကစားခဲ့တဲ့ပွဲတွေအကုန်လုံးကို तू ကအသေးစိတ်ပြန်ကြည့်ပြန်ကြည့်ပြီးတော့ပြန်ကြည့်တဲ့နေရာမှာ तू ဘယ်လိုကစားခဲ့တယ် သူ့ရဲ့အားနိုင်ချက်ကဘာသူ့ရဲ့အတားချက်ကဘာဒီနေရာမှာ तू ဘာလေးလှုပ်လိုက်ရင်ပိုကောင်းသွားမယ့်ဟာကို तू မလှုပ်ခဲ့ရဘူးအဲ့လိုမျိုး तू အသေးစိတ်ပွဲတိုင်းကို तू ပြန်လေးလာတယ်အဲ့လိုလေးလာတယ်လို့သူ့ရဲ့တစ်ဖက်ကပြန်ဘက် team ရဲ့အားနိုင်ချက်အတားချက်ကိုလည်းအသေးစိတ် तू ပြန်လေးလာခဲ့တယ်နားနေရတဲ့အချိန်မှာပေါ့နော်အဲ့တော့တူတာမန်လိုကောင်းနေပြီးတော့ပုံမှန်စော့နေတဲ့ချိန်မှာဆိုတော့သူဒီခွင့်ရရမှာမဟုတ်ဘူးပေါ့အဲ့တော့သူကပြိုင်ဘက်ရဲ့အားနေချက်အတာချက်တွေကိုအသေးစိတ်လေ့လာပြီးတော့သူဟာ သူ့ကိုသူပြန်လဲပြီးတော့တက်မတ်အောင်စ조사ခဲ့တယ်အဲ့တော့ तू ကပြန်ဆော့ရတဲ့အချိန်မှာအားနည်းချက်တွေကိုအားသာချက်ဖြစ်အောင်ပြောင်းလဲနိုင်ပြီးတော့ပြန်ဖက်အသင်းရဲ့အားနည်းချက်တွေကိုလည်း तू သိနေပြီဖြစ်တဲ့အတွက်အဲ့ပေါ်မှာ advantage ယူပြီးတော့ तू ကပိုမိုပြောင်းမြောက်တဲ့ကစားသမားဖြစ်လာခဲ့တယ်ပေါ့အဲ့တော့ကျမတို့ကကိုယ်ပတ်ဝန်းကျင်ရလူတွေကကိုယ့်ကိုဆက်ဆံတဲ့ပုံစံဟာကိုယ့်ရဲ့ဘဝဖြစ်တည်မှုပုံစံတွေက ကိုပဝင်ချင်းကလူတွေကိုကိုဘယ်လိုဆက်ဆံနေဘယ်လိုပြုမှုတွေဆိုတာထက်အဲ့ဒီဆက်ဆံပြုမှုတွေဟာတွေကိုကျမတို့ကဘယ်လိုပြန်လဲပြီးတော့တုံ့ပြန်နေဆိုတာက ပုံပြီးအရေးကြီးတာဖြစ်တဲ့အတွက်ချောင်းမို့လို့ပြန်လဲတုံ့ပြန်နေဒါမှမဟုတ်ရင်ဘလို့ဒီဟာကိုဘလို့အကျိုးရှိအောင်တုံးချပြီးတော့ကိုကူကိုတွန်းအားတစ်ခုဖြစ်နေတုံးလိုက်ရဆိုတာကပုံပြီးတော့အရေးကြီးတယ်ဆိုတာကို တွေ့ရှိသွားတယ်ပေါ့နော်အဲ့တော့ဒီလူသုံးမျိုးစီကနေပြီးတော့ lesson learn လို့ဒီလူသုံးမျိုးကိုလည်းဘယ်တော့မှမမေ့နဲ့ဒီလူသုံးမျိုးချောင်းဖို့လို့ကိုဟာပုံပြီးတန်ပါလာရတယ်ဒီလူသုံးမျိုးချောင်းကိုဟာပုံပြီးတော့ဒီနေ့မှာကိုဆိုတာဖြစ်လာရတာဖြစ်တဲ့အတွက်ချောင်းဖို့လို့တစုံတရာအကျိုးရှိလိမ့်မယ်လို့ယူဆရတယ်ပေါ့နော်အားကြောင့်မလို့ဒီ vlog တွေကိုပြောရခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်